အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြုံလိုက်ပါတယ်။ကောင်းမွန်သောညနေခင်းလေးဖြစ်ပါသောဒီညကနေကျွန်တော်စုမုံကောင်တောင်းပြီးလဲအပ်ပါတယ်။အဲလက်ရှိမှာဒီနေ့ညနေမှာဒါတက်လာတဲ့သတင်းတွေအရဆိုရင်တော့ Manchester United အသင်းအနေနဲ့ပိုင်ရှင်အသစ်တွေနဲ့လာမယ့်နွေရာသီမှာလက်ရှိမှာအငှားချထားတဲ့ကစားသမားတွေကိုအသင်းကိုပြန်ခေါ်ဖို့အတွက်အစီအစဉ်မရှိဘူးလို့ကျွန်တော်အနေနဲ့ကြားသိရတယ်မှာပါတယ်။ဒါကဘာကိုဆိုလိုချင်လဲ။လက်ရှိမှာ Manchester United အခုလက်ရှိမှာအငှားချတဲ့ကစားသမားတွေရှိတယ်။ဒီအငှားချတဲ့ကစားသမားတွေ Manchester United အသင်းနဲ့အသင်းကိုပြန် ြန်ပေါ်ပြီးတော့ reintegrate လုပ်ဖို့အတွက်အစီအစဉ်မရှိဘူးသူတို့နေတာအပိတက်ရောင်းချဖို့သရှိတယ်ဒါကိုဒါကဘာကိုအဓိကပြောချင်လဲဆိုအပြေကတတူနဲ့လိုဝင်ပြောမယ်လက်ရှိမှာဒါအငားချထားတဲ့ဒါ Anthony တို့ Rashford တို့အုပ်စုကဒါ Manchester United အသင်းတွေနဲ့ရောင်းချတော့မှာဖြစ်ပြီးတော့ဒီကစားသမားတွေကိုဒါပြန်ခေါ်ပြီးတော့ဒါခုနပြောလိုပြီးအသင်းနဲ့ပြန်ပြီးတော့ဒါပူပေါင်းပိုင်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါအဲ့တော့ဒီသတင်းကိုဘယ်ကနေစလဲအခုလက်ရှိမှာဒါ Real Betis နဲ့တွေ့တဲ့ဥစားစားတယ်အဲ့တော့ Real Betis အနေနဲ့အခုလက်ရှိမှာ Anthony ကိုဒါကျွန်တော်တို့ငွေကြီးရတာကျွန်တော်တို့ ိုအခုလက်ရှိမှာဒါအန်တိုနီကဒါကျွန်တော်တို့ အဲယူရိုပါလိမှာလည်းကျွန်တော်တို့ကဖန်တီးမှုတွေပြုထားတယ်ဒါကျွန်တော်တို့ကောင်းဂိုးတွေလည်းတွင်းနေတော့ကြောင့်ဒါ Real Betis နဲ့ Anthony ကသူတို့အတွက်က great asset လို့သူတို့တင်တတ်မှတ်ထားတယ်အလက်ရှိမှာ Real Betis အနေနဲ့ဒါကျွန်တော်မှတ်မဲ့ရဒါကျွန်တော် Anthony ကိုခေါ်ယူခြင်းနဲ့ဆိုတော့ယူရို3တန်း40နဲ့45သက်ပချာလဲဝင်ညညာပေးရမယ်ဒါပေမဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒါ Real Betis လို့အသင်းမျိုးမှာ budget မရှိနေခဲ့ဘူးသူတို့ရဲ့ကစားသမားကိုဝယ်ယူမယ်ဆိုရင်တော့မှခုနကပြောသူပဲဈေးကြီးကြီးပေးပြီးဝယ်ယူနိုင်တဲ့အနေထားမှာရှိမယ်လို့အဲ့တော့ပြောချင်တာ Real Betis အနေနဲ့ခုလက်ရှိမှာဒါ Anthony ကိုအသင်းမှာစထားခြင်းနဲ့ပတ်စံလေးဆူလာအောင်မယ်ပေါ့နော်လာမယ့်ရာ သီ100သီလောက်ဒါ United မှာထပ်ပြီးတော့ငှားကျင်တယ်တော့ပါတယ်။အဲ့တော့လက်ရှိမှာ Real Betis ကဒါကျွန်တော် Anthony ကိုလိုချင်တယ်ငွေကြေးရစင်မပြေသေးတဲ့ခဏတော့ sign ပေးတာဒါခုနကပြောသူပဲအချိန်တိုင်းပတ်စံပေးသွားမယ်ဆိုတဲ့ပုံစံမျိုးသူသွားထားတယ်။ United ဘက်ကလည်းရှင်းတယ် Anthony ကိုသူတို့ရဲ့အသွင်မှာပြန်လို့မရှိတော့ဘူး။သူတို့နဲ့အကဲခုနကပြော Anthony နဲ့ Real Betis မှာစင်မပြေရင်တော့မှအသင်းကိုပြန်ခေါ်ပြီးတော့ပြန်လည်ပြီးတော့ရောင်းချသွားဖို့အတွက် Manchester United အသင်းကပြင်ဆင်နေပြီဖြစ်တယ်။အဲ့တော့ပြောချင်တာလက်ရှိမှာ Anthony ကိုဒါကျွန်တော်အကဲ၍ Real Betis ကအပြစ်သက်မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့မှဒါကျွန်တော် Juventus ဆို Bayern Munich လူအသင်းမျိုးကစိတ်ဝင်စားနေတယ်အဲ့တော့ အန်တိုနီတို့ဒါရက်ရှိုးတို့ကိုဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘလို့မှအသင်းနဲ့ကိုပြန်ခေါ်သွားမှာမဟုတ်ဘူးသူတို့နေအငှားတက္ကသကစားသမားတွေကိုအပိတက်ရောင်းချသွားဖို့ဒါပြင်ဆင်သွားမယ်ဆိုတဲ့တဲ့င်းကအမှန်လို့ပြောလို့ရရတယ်မှာပါအဲ့တော့လက်ရှိမှာဒီနေရာမှာကျွန်တော်ဆက်ဆက်ပြီးပြောနေတာကျွန်တော် tier 1 2 3ဘလို့ခွဲလဲဆိုတော့အခုလက်ရှိမှာသိတာပါဥပမာလက်ရှိမှာဒါပြောရမလို့ Athletic UK တို့ပါဆိုတော့ဒါ tier 1နေတက်မှတ်တယ် David Austin တို့ tier 1တက်မှတ်လို့ရရတယ်မှာပါ Fabio Romano တို့ကခုနောက်ပိုင်းဒါ tier 1 tier 2 borderline ဖြစ်သွားပြီအဲ့လက်ရှိမှာပြီးတော့အသင်းရဲ့ representative တွေရှိအသင်းနဲ့ပတ်သက်ပြီးတာပင်နိုင်စံရေးသားတွေတို့မှာတကယ်ကောင်းတဲ့လူတွေရှိ ုံးမှာလက်ရှိမှာ United မှာဆိုရင်ဒါကျွန်တော်အသင်းနဲ့ပတ်သက်ရင်တော်တော်လေးယုံလို့ရတယ် Laurel White ပဲယုံလို့ရတယ် Adam Crafton တို့အုပ်စုယုံလို့ရတယ်ဒါမှပါတယ်အဲ့လူတွေကိုကြည့်လိုက်မှာဆိုရင်တော့ဒါကျွန်တော်မှုတ်ကျွန်တော်ဘလို့ခွဲလဲဆိုတော့ကျွန်တော်အနေနဲ့ဒါသူတို့ရဲ့သတင်းကိုဖတ်ပြီးပြသူတို့ရဲ့သတင်းကတကယ်ဘလောက်အချိန်မှဖြစ်လာလေဆိုတော့ကျွန်တော်တို့နေတိုင်းနေအဲ့တော့ကျွန်တော်ဒီဒီဗီဒီယိုလေးလာခုပဲ planning ရှိပြီ၃နှစ်တည်းဝင်လာပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းသိနေပြီအဲ့တော့ tier 1 tier 2 tier 3ဆိုတော့အဲ့တော့ပြောတဲ့လူက တကယ်တမ်းဖြစ်လာတဲ့ဖြစ်ပျက်နဲ့ဘလောက်တူလဲဆိုတာမူတည်ပြီးခင်ဗျာအဲ့ဒါတီးရခွဲလို့ရတယ်မှာပါအခုနောက်ပိုင်းအမှန်တမ်းမှာဖာဗီဂျူရိုမာနိုတော့မတီးရဝင် level အဲ့လောက်ကြီးမရှိတော့ဘာကြောင့်လဲဆိုတော့တီးရတိုင်းပဲသူတော်မှဒါသူများ ကပြောပြီးသားဥစားကို here we go လောက်ပဲတက်တဲ့အဆင့်ဖြစ်သွားပြီပေါ့နော်အဲ့တော့ Fabrizio Romano အဲ့တော့နောက်မှမှဒါကျွန်တော် David Austin ကနံပါတ်1ဖြစ်သွားပြီလုံးဝ David Austin ပြောပြီဆိုရင်တော့ဒါ100%တရားရဟန်းတည်ကြပဲအဲ့တော့ David Austin လောက်ပဲလက်ရှိမှာတရားရဟန်းနှုတ်ဒါသတင်းစုံညာဆိုရင်တော့ Tier 1လို့ပြောလို့ရတယ်ဒီမှာပါအဲ့တော့အခုနောက်ပိုင်းမှာဒါကျွန်တော် Marker တို့ပါလို့ဆို Tier 2 Tier 3ဒါကျွန်တော်တရေးသားတဲ့လူပေါ်မှာလည်းပူတည်တယ်ပေါ့နော်လက်ရှိမှာ Telegram မှာရေးသားတယ်ဆိုတော့ Telegram မှာဘယ်သူရေးက Manchester United နဲ့ပတ်သက်ပြီးတော့ Telegram မှာရေးပြီဆိုရင် Mikey Gang ကဒါကျွန်တော် Manchester United ရဲ့စီးပွားရေးခန်းကဏ္ဍမှာ Mikey Gang ဆိုရင်တော့ Man နဲ့ ိုက်ကီရဲ့ United ဒါစီးပွားရေးအခမ်းအနားမှာမှန်တယ်လို့ပြောလို့ရတယ်တော့မှာပါအဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ဒီရခွဲတယ်ဗျာဘာလို့ဆိုကိုယ်တိုင်ကိုယ်တိုင်နဲ့ဓာကြီးကိုကြည့်ပြီးဓာကြီးလုံနေတာကြာတော့ကိုယ်လည်းတိသွားပြီအဲ့ဒါပါလက်ရှိမှာ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာတော့ဒါကျွန်တော်တို့ လာမဲ့လူရသည်မှာသူတို့အငားချတဲ့ကစားသမားတွေလုံးဝအသင်းကိုပြန်ခေါ်တော့ဘူးဆိုရင်မရှိဘူး။ဘလောက်ပဲတခြားအသင်းမှာကောင်းနေကောင်းနေ United အသင်းကသူတို့ရဲ့အသင်းကိုပြန်ခေါ်တော့မှာ။အဲ့တော့ United ကရှင်းတယ်သူတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာကစားသမားတွေခြေစွမ်းပြနေတော့ तू ကသိပ်ပြီးသဘောကျနေတာမှရှိ။ဟိုမှာလက်ရှိမှာ Anthony Dia Brian Baptist မှာခြေစွမ်းပြနေကြိုက်တယ်။သူ့ကိုခေါ်မဲ့လူပေါ်လာလိမ့်မယ်။အဲ့တော့ Rashford တဲ့မှာလက်ရှိမှာဒါကျွန်တော် Ancelotti နဲ့အတွဲဖြေမိပြီးတော့ကျွန်တော်တို့ခြေစွမ်းပြကောင်းနေ။ Aston Villa သူ့ကိုအပြီးသက်ခေါ်။အဲ့တော့ United အသင်းနဲ့ဒီလိုမျိုးအငားချတဲ့ကစားသမားတွေပြန်မခေါ်ဘဲနဲ့ရောင်းချသွားခြင်းဖြစ်။ United ကပတ်စံအကြီးကြီးရှောက်တော့ရပါပဲ။အဲ့တော့အငားချထားတဲ့အပြီးသက်ရောင်း င်းချသွားမယ်ကစားသမား United ကအခုလက်ရှိမှာပေါင်300လောက်ပြန်ရှာဖို့အတွက်စီစဉ်ရှိရလို့ကြားသိရတယ်မှာပါတယ်ဂျေရင်ဆာချိုကတန်30ရမယ်မာကရိုချိုက40ရမယ်ဒါဟုတ်လားဘောလုံးအခုလက်ရှိမှာအန်တိုနီတကယ်ရောက်မယ်35 30လောက်ရမယ်အဲ့3កောင်ပေါင်းပြီဆိုရင်လက်ရှိမှာမန်ချက်စတာနဲ့ပေါင်300လောက်နေနေရဖို့အတွက်အချိန်ကြီးကောင်းလာမယ်လို့မြင်နေတယ်မှာပါတယ်ဒါတော့ပါပဲဘောလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 Native TV 4G တို့မှာဂျင်းလို့ဆိုပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV 4G တို့လေးလေးတွေကိုထည့်ပေးထားကြကြောက်မြတ်တော့ကူညီပေးလို့ရပါတယ် ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှအမြန်တမ်းဖြစ်ပါတယ်။အားလုံးမကြုတ်တမတဲ့ကောင်းမွန်တော်နေနေဖြစ်ပါစေ။စွန့်မောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့။အားလုံးမကြုတ်တမတဲ့ဒေဗော်ဗျ။